ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ပြောမယ့် topic လေးကတော့တတိယတဲ့အချိန်လေးကိုရောစီပြီးတော့စိတ်တက်တာအောင်လုပ်တာမျိုးတွေမှာပထမဆုံးအချက်ဖြစ်တဲ့ကိုယ်သဘောကျတဲ့အချက်တွေကိုပို့လို့ပါဆိုတဲ့အကြောင်းလေးကိုပြောပြသွားမှာဖြစ်ပါတယ် ဥပမာကိုကရုပ်ရှင်ကြည့်တာကိုကြိုက်တာဆိုရင်ရုပ်ရှင်ကားတွေကြည့်မယ်အဲ့မှာမှာဟာတာကားတွေတရေကားတွေကိုများများကြည့်ဖို့အကြံပေးခြင်းနဲ့ပေါ့နော်မတော်လို့အချစ်ကားတွေကြည့်မြင်ရင်အဲ့မှာဘာတွေဖြစ်လာနိုင်လဲဆိုတော့ရုပ်ရှင်ကြည့်ရင်းနဲ့တိုက်ဆိုင်တာလေးများတွေ့သွားရင်အဲ့မှာသွားရောတတိယမိပြန်ရောအဲ့လိုဖြစ်လာရင်လည်းဘယ်တက်နိုင်မလဲပေါ့နော်တခုပဲတက်နိုင်သလောက်အများကြီးစိတ်နှစ်ပြီးရောမခံစားပါနဲ့ငိုချင်ငိုချလိုက်ပါပြီးရင်ရုပ်ရှင်ဆက်ကြည့်ပါဒါမှမဟုတ်ရင်လည်းအိတ်ချင်အိတ်လိုက်ပေါ့နော် ဂိမ်းဆော်တာတိုက်တဲ့သူဆိုရင်တော့ဂိမ်းကြီးဆော်လိုက်ဂိမ်းထဲမှာလောင်းပစ်လိုက်ကွာတချင်းဆိုတာတိုက်တဲ့သူဆိုရင်လည်းကန်တကောက်ကိုပိတ်တချင်းနေဆိုလိုလိုလက်လက်ကပစ်လိုက်တာမျိုးလုပ်လိုက်ပေါ့နော်နောက်တစ်ခုကတော့မိဘကိုအရင်အထက်ပို့ပြီးတော့အချိန်ပေးတာမျိုးလုပ်ပါမိဘနဲ့အတူတူနွေ့နွေ့ထွေးထွေးစကားပြောတာပဲဖြစ်ဖြစ်အပြစ်မှုသွားစားကြတာမျိုးပဲဖြစ်ဖြစ်ပေါ့နော် ဒါမှမဟုတ်ရင်တငယ်ချင်းတွေနဲ့အပြင်သွားတာကြိုက်တဲ့လူဆိုရင်လည်းတငယ်ချင်းတွေနဲ့အပြင်သွားရင်ကောင်းကောင်းအချိန်ဖြုန်းပြီးတော့ပြောပါလိုက်ပေါ့နော်အဲ့မှာလဲစကားပြောရင်းနဲ့တငယ်ချင်းတွေကိုယဉ်ဖွင့်ရင်တတိရတာလည်းရှိကောင်းရှိလာနိုင်တယ်ပေါ့နော်အဲ့ကြရင်ငိုချင်းငိုချလိုက်ပြီးသွားရင်ပြန်ပြီးတော့မိပစ်လိုက်ပေါ့နော်အဓိက အချိန်ကြာကြီးထိုင်ပြီးတော့မခံစားနိုင်ဘူးပဲတတိထားအောင်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့လိုအချိန်ကြာကြီးဆွဲပြီးခံစားနေတော့ကိုယ်တော့ပါကျိုးရှိလို့လည်းဟုတ်တယ်မလားပြန်မှန်းတာမရှိရလေနော် နောက်ပြီးတော့ကိုဘဝတလန်းအတွက်ရှာဖွေပါဇမ်းမအောင်နေပါဆိုတာမျိုးပေါ့နော်အေးဝဝအိပ်ပါအသေးခွဲတံကိုခံနိုင်အောင်အစာမများစားပါဘာလို့လဲဆိုတော့အထူးသဖြင့် main clay ဆိုရင်ကောအေးမဝိုင်းမျက်နှာမှာဝက်ချန်တွေထွက်လာမယ်မျက်ကွင်းတွေညိုတယ်အလှအပြက်တယ်လीနော်ပြီးတော့စိတ်ပြေလက်ပြောက်လည်းဖြစ်ရင်ကိုယ်အတွက်လည်းအကျိုးရှိရမျိုးလည်းလုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ professional နဲ့သက်ဆိုင်တဲ့သင်တန်းတွေကိုတက်လိုက်တာပဲဖြစ်ဖြစ်ဘာသာစကားသင်တန်းတကူတက်လိုက်တာပဲဖြစ်ဖြစ်လုပ်ပြီးတော့အချိန်ကုန်လိုက်ပါတော့ နောက်ဆုံးတစ်ချက်ကတော့ကိုကိုကိုနဲ့ကိုပဝင်ချင်းကိုလှအောင် ပြုပြင်နေထိုင်ရတာမျိုးပေါ့နော်စိတ်ဓာတ်တွေကြပြီးရော အသေးကွဲနေပြင်မဲ့ကိုကိုကိုအလားဆုံးနဲ့ကိုပဝင်ချင်းကိုအလားဆုံးဖြစ်အောင်ပြုပြင်နေထိုင်ရင်အချိန်လေးကိုကုန်လိုက်ပါဘယ်လိုမျိုးလဲဆိုတော့ self make up တင်တဲ့တက်လိုက်ပြီးရောအလားရပြင်ကြည့်ရမျိုးပဲဖြစ်ဖြစ်ကိုပဝင်ချင်းဖြစ်တယ်ကိုအခန်းအောင်တန်ရှင်းရေးလုပ်တာပဲဖြစ်ဖြစ်အဝတ်ပြီးလို့ရှင်းတာပဲဖြစ်ဖြစ်အခန်းကို decoration ပြင်လိုက်တာမျိုးပေါ့နော်အဲ့လိုမျိုးလုပ်လိုက်ပေါ့နော် ကဲအဲဆိုရင်တော့အဲ့ဒီချက်လေးတွေအတိုင်း try ကြည့်ရင်လည်းအသေးကွဲတာကိုလည်းတတ်တာကြပါစေနော် love you bye bye see you next vlog